မင်္ဂလာပါခင်ဗျာဆရာကြီးဆွေမျိုးကျောင်းအောင်တန်းရေးတာတော့နွားတန်ရောခြင်းလို့အမည်ရတယ်ဝိထုတော်လေးကိုစတင်ပြီးဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာနွားတန်ရောခြင်းဒီကိစ္စဒီမိမေတို့အိမ်ချင်းမမိမသားများဤကိစ္စပဲပဲဟုဆံဝါသဘောထားသည်တို့ဖြစ်သောကြောင့်တန်လျာဘော့တွင်ပစိုးခင်းကကြောချာမိသည်တွင်ဟဲ့မိမေခဏခဏနေမေဘာဖြစ်တယ်မသိဘူး ဟူသောရောက်ပါမအထီးဦးတောင်းအေးဤခေါ်တံကိုကြားလိုက်ရသည်။အော်ဟုတ်ကဲ့အဖေဟုတ်ကဲ့။နေလန်းထားသောနှမ်းမြောက်ကိုစောင့်ဖြင်းထုတ်လျက်စိုက်တောင်းထဲသို့ထည့်ပြီးပြီ။မိဘဘော်ကရင်နွေးအိုလဲနှုတ်သီးမှအငွေ့တွေထက်နေပြီ။စီစုံချစ်ရသောစီပုတ်ရန်သွားမည်။နှမ်းများကိုတောင်းထဲသို့မထည့်ခြင်းမှာတစ်စည်းညံနှစ်စည်းညံဖြင့်နှမ်းစိမ်များညက်ပြီးအဟောတိကံဖြစ်ကုန်မှာဆို၍ဖြစ်သည် မိဘကျင်းတဲ့အချိန်မိဘပေါ်တွင်တဲထားသောတန်ကြရားနှုတ်သည်မှာအငွေတစ်ထောင်တောင်ထွက်လျက်ရင်းနှီးအိုးဆူနေပြီဖြစ်ကြောင်းအချက်ပြနေပြီစီပုတ်ရန်စုံစည်းတဲ့သူထဲ့သောနှမ်းများသည်နေလန်းထားသဖြင့်ကြို့ရွာနေသည်ထို့ကြောင့်ဇပွေအောင်တို့မဝင်ရင်းနှီးကလေးလောင်းပြီးမှလုံလုံထွေ့ထွေ့ကလေးဖြစ်ပြီးဇပွေအောင်တို့ဝင်သည်ထို့ကြောင့်စီပုတ်သူတိုင်းရင်းနှီးယူကြရသည် တို့နဲ့ရင်နွေးအိုးစုနေပါလေရဲ့ရင်နွေးအိုးကရားကိုဆွဲက အိမ်မထွက်မသွားရသေးခြင်းမှာစီယုံမြင့်နွားအစားကောင်းနေတဲ့ဖြင့်ဖြစ်သည်ဆံဝတွင် ခိုင်းနွားကြီးနှစ်ကောင်အပြင် အရန်တစ်ကောင်နှင့်နမတာအမိရှိသည်နမကြီးကိုရောင်းပြစ်မည်လော နမလေးကိုရောင်းပြစ်မည်လောဆံဝနှင့်မိမေးမှာဒေါဘောထာမအမိန်မရသေးတဲ့ဖြင့်မရောင်းရသေးရှိအရန်ထားထားသည့်နပောက်ကလေးပါဆိုလျင်ငါးကောင်ဖြစ်နေသည် ။နပိုက်ကလေးကိုတစ်ဖက်ရှိအထူးတဘိုးတွင်တက်ရသေးရှိသေးသည်။ထို့ကြောင့်အတိုင်းနွားကြီးကို မရောက်နိုင်သည်။အတိုင်းနွားကြီးကိုဆုံယုံခိုင်းရန်အိယာကနှိုးတော်မှနွားစက်ကွက်ကိုခေါင်းထိုးပြီးအစာကောင်းနေသည်။မိမေးမှသားမယောက်ကိုလက်ဝါးစာကျွေးရန်လက်တွက်ညာနွားကိုမူတနာတတ်သည်။ထို့ကြောင့်နဝါကြီးကိုအတင်းမဆွဲခေါ်ပေခြင်းဖြစ်သည်။ စီယုံမြင့်နဝကြီးစားပါသေးဟုမိမေအကျင်နာပို့တော့မှာအလှဲ့နွားနဏီကပါထစားသည်တို့ရတွင်နဏီသည်ရိုးရိုးမစားချေကျိုးတဆုံးလာပြီးစားသည်သူ့ဘက်တွင်အစာများပုံနေပါလျက်နဝကြီးဘက်သို့ခြာဆောင်ထိုးပြီးမမိတမီဟတ်နေသည်နဏီကလေးအကျင့်တန်ဒီကိုမြက်ကောင်းဆန်ကတဲကြီးမခံညာမိမေကခွင့်လို့သည်ကဲဆာဆာ ဟုဆိုကာနဝကြီးဘတ်တို့တွန်းပေးသည်ရင်နွေးအိုးကိုတစ်ချက်လှမ်းကြည့်တွင်ခေါင်းရင်းအင်္ဂလေးမှအဖေကလှမ်းခေါ်ခြင်းဖြစ်သည်ဆံဝအိတ်မရတော့ပါရင်နွေးအိုးကိုလှမ်းလှမ်းကြည့်သည်အငွေတစ်ထောင်းထောင်းထွက်နေုံမကအဖုံးကပါထား၍ခုံသည်ထို့ကြောင့်ဆံဝထထိုင်၏ဘာတဲ့လဲအကြီးထိုနည်းတူပစိုးတက်တဲ့ပြင်အမြိုင်သာကြောက်ခင်းနေသောဥတောင်းအေးကိုလှမ်းမိသည် မတိပါဘူးကွာနှကောင်းသွေးရိုးတယ်ဆိုလားထွာခါကြမှာအိမ်ချစ်နေဘူးပြင်းကြီးကိုလှမ်းကြည့်မိသည်ကြဲကြဲတော့ပူလောင်နေတော့နေသည်လူအိုလူမင်းများနဲ့မတင့်လျော်ညာစီကျိတ်ပဲကောင်းလာသည် အချိန်အခါမှာလဲတဲ့ချောင်းထဲမဝင်မီစီကလေးတစ်စုံသာပော့ချိန်ဖြစ်၏စီပုတိစုံကတရွာလုံးတွင်တစ်စုံသာရှိသည်စီကြိတ်ရှင်သူတွေကများနေတဲ့ဖြင့်စည်ရင်ပေးထားရသည်။ယနေ့ကိုယ်လက်တွေမသွားပါက နောက်တဲ့ချိန်အလှဲ့ကြအောင်စောင့်ရအောင်မီတို့ကြောင့်ခုံတန်းလျားပေါ်မှာဆံဝါချောဆင်းသည်အင်္ဂလိပ်စီမျှော်ကြည့်သည်မိမင်းနဲ့တူသောငခုပင်မမြင်ရတုတ္တဝံမြတာဖြစ်ညာဆံဝါမနေတာစီကျဲရတွင် စီယုံမြင့်နဝါကြီးကို သွားဆွဲသည်နှမ်းတောင်းကိုထမ်းသည်ရင်နိုးကင်သောလက်ကဂန်းကျိုးကိုဆွဲသည်စီစုံတို့သွားရန်ကြဲကြဲတောက်နေဘူးပြင်ကြီးကိုဖျက်ရသည် လာဟေးနေပူတာနဲ့အတော်ပဲဟေးစုံပိုင်းချင်းကိုတောင်းကအတင့်ပြင်ထားသည်နှမ်းတောင်းကို စီးကြို့ယူသဖြင့်နဝါကြီးကိုတဘိုးတွင်တက်သည်လှမ်းတက်သောအခါနှမ်းတွေကိုစုံပြင်ပက်လေပင်ပုံသည်ထို့နောက်စုံနေသူနည်းနည်းချင်းတွန်းချရင်ဆံဝါကိုလှမ်းပြောသည် မောင်းတော့ဟေးနဝါကြီးကိုကြိုးလှုပ်၍မောင်းသည်နဝါကြီးသည်ရုတ်တရက်မသွားသေးပဲ ။အော်ဟုဝမ်းကောင်းတန်ကြီးဖြင့်တစ်ချက်អော်ပြီးမှသွားသည်။ကားပြင်သည်သွားလျင်သွားခြင်းမြင့်သည်။နွားမောင်းသူကတက်စီ။ကားသည်ဆုံကိုင်းသူကခြေချော်နေသောနှမ်းစိများကြသို့ရင်နှွေးလောင်းထက်ပြီးမှတစ်ပြေးပြေးနှိမ့်ကျသွားသည်။အီဒီကိုကြီးရွယ်လျက်ကားပြားတွင်ကြောက်တုံးကြီးတွေတင်ထားခြင်းဖြစ်သည်။ဆုံကိုင်းသူဆုံပိုင်းရှင်ကိုတောင်းသည်။ဆုံကိုပတ်၍ရှောင်ရင်းက ဂျပွေးအောက်တို့မရောက်သေးသောနှမ်းစစ်များကိုစုံနေသို့တွန်းချနေသည်နှမ်းစစ်များမှာ အဖော်မရှိမီကရှော်နေညာအဖော်ရသည်နှင့်ဂျမွေးအောက်တို့ ဝင်ကုန်သည်နှမ်းစစ်များ၏အဖော်ကရင်းနှွေးဆိုသည်ဖြင့်ပူးကပ်နေသောနှမ်းစစ်များပေသည်နှမ်းစစ်များသည်ဂျပွေးအောက်ရောက်သည်နှင့်စီစိမ့်လာသည်ဤသည်ကိုစီတုပ်ပေါ်ပါဖြင့်တွေ့ရသည်ပဝါတွင်စီတွေများလာလျင် အသင်ရှိနေသည့်စီကြိုးတဲသို့ညှစ်ချသည် စီဂျိုတဲတွင်များလာလျင်နွားလန်ပေးချီစီအိုးတဲတို့တွားရောက်ထဲရသည် ကိုတောင်းဤဆုံးမှစီဂျိုမှာလက်ခွန်ဖြစ်သည့်နေတူအခြားဆုံးများတွင်လည်းလက်ခွန်သာအသုံးများကြသည်စီဆုံးတဲကနွားသည်မှန်မှန်တွားနေဖို့သာလိုဤမြန်ရန်မလိုပေတို့ကြောင့်ဆံဝါလက်ထဲ၌တပြားမရှိနဝါကြီးကလည်းတပတ်ပြီးတပတ်မှန်မှန်တွားနေလျက်ကဒုတိယအကြိမ်အော်ပြန်သည်အတွားမပြတ်ညာအချိန်ပြတ်သည် ဒီနွားဘာဖြစ်တာပါလဲနွားများတွင်တွန်ချင်းနှင့်အော်ချင်းဟူ၍နှမျိုးရှိသည်ဟုတ်ပဲဟုအော်တန်ထွက်သောအော်ချင်းကိုတွန်သည်ဟုခေါ်၏ရှာဝင်ရှာထွက်တွန်သောနွားကိုအုတ်တပါဟုခေါ်သည်ပိုင်ရှင်မှာစီးပွားတတ်သည်သို့တော်နွားကြီးမှာတွန်ချင်းမဟုတ်စုံယုံရင်းကတစုံတရာကိုနားဆွင့်နေဟန်ရှိသည်တို့ကြောင့်ဆံဝလည်းနားဆွင့်သည်ဟုတ်ပြီနွားတကောင်အော်တဲ့အတံပဲ ကျမများလည်းအစာစားရင်ကျမကိုရိပ်ရင်နားဆွင့်နေကအလှဲကြမှတုံသည်ယခုလည်းနဝါကြီးអော်သည်အိမ်တွင်နေခြင်းကမអော်ပဲယခုမှအဘဲကြောင့်អော်သည်ဆံဝါနားဆွင့်သည်နွားရကောင်ဤអော်တန်ကြရသည်ရင်းအတံမလားမရှင်နဝါကြီးမអော်ခမားနွားကအဖော်ခင်တဲ့ပုံပဲစီတုံကိုလှက်ပတ်ရွေလျားနေတော့ကိုတောင်းကပြောသည် အေးကွာခင်တော့ခင်နေဒါပေမဲ့သူ့အဖေါ်ကသူ့ကိုမခင်ဘူးအိမ်တွင်ခိုင်းနွားနှစ်ကောင်ရှိရာနဝါကနဏီထက်ကြည်ကြီးသည့်အလျောက်ငယ်သူကို မြေတားထား၏ရှစ်ခင်ကြီးနဝါကြီးသည်နဏီကလေးကိုချဖြင့်ရက်ပေးနေရာနဏီကလေးကမှိန်ပြီးခံနေသည်ကိုဆံဝမြင်မှုသည်နဏီကလေးကနဝါကြီးကိုရက်ပေးနေသည်ကိုကရှားပါးစွာမြင်ရမှုသည် မိုးတွေပါရရွာနေပါမယ်ကွာနဏီကလေးအပြုအမူမှာဆံဝါအတွက်ရဲသွန်းသွေးစရာဖြစ်နေခဲ့သည်ထို့မြမကသည်နဏီကလေးစိတ်နေသဘောထားမှလည်းနားမလည်နိုင်ကြပင်အကြောင်းတော်ကရှေ့ခင်ကျင်လာစွာ ရှာဖြင့်ရက်ပေးနေရကဂလုံးကနေနွားစာကွက်ကိုဥချိုဖြင့်ခတ်မိတန်ကြရသည်နဝကြီးမှာမကြခဏရင်းတို့အခက်ခံနေကြဖြစ်သည်။ဆုံကိုင်းသောကိုတောင်းအလုံများနေသည် အစစ်ကွဲသာစီထွေးများက စီအထွက်များနေသည်စီတုံးဘဝဖြင့်မနိုင်အောင်တို့ရသည်တို့ပြီးသမျှကိုလည်းစီကြိုတဲ့သို့အပြေးလွှားညှစ်ကြဘေးတွင်အသင့်ထားသောအိုးတဲ့သို့အပြေးလွှားတွားရောက်တွန်လောင်းနေရသည် စီထွေးဖြစ်က စီဖြင့်ချွဲနေသောနှမ်းများသည်တဖြည်းဖြည်းခဲလာကနှမ်းပတ်ခဲအတွင်သို့ပြောင်းလာ၏နှမ်းမခဲထဲမှထွက်လာသမျှစီမှလည်းစီတုံးဘဝနှင့်အတွေ့တွင်ပျောက်ရလေတော့သည် လက်လက်မအားအပြောသမားကြီးငြိမ်သွားပြီလားဆံဝါကကားပေါ်မှာနှမ်းမိသည်အင်းနှမ်းပတ်ခဲဖြစ်သွားတော့လဲစီရထွက်နေသွားပြီလေနေဆိုတော်တော်နေသွားတာနှမ်းပတ်ခဲများသည်ဆုံအဝါမှာထောင်တက်ကအကျိုးကျသွားလေသည်ကိုတောင်လည်းဆုံကိုပြစ်ထားခဲ့ကဆံဝါထံလာရောက်ပြီးစစ်လိတ်တစ်ဖွာတောင်းတောက်သည်တော်တော့ပြီထင်ပါရဲ့ကွာ ။ဆံဝါကအယောင်စင်ကင်းမဲ့နေပြီဖြစ်တော့နှစ်ဘက်ခဲများကိုလှမ်းကြည့်သည်။ကိုတောင်းလဲလဲပြန်ကြည့်ကဟုတ်ပေမဲ့လို့ငါမူသားရနဲသလားတကြသားရနဲသလားဆိုပြီး အောက်ပြူလှမ်းရတာပဲဟုဆိုသည်။သို့တော်သူ့အပြောနိုင်ဆံဝါစိတ်မဝင်စားပြီ။ခလန်းလန်းမှနွားရကောင်မောင်းလာသည့်မိန်းမတစ်ယောက်ကိုတွားရောက်ကြိုဆိုနေရသည်။ထိုမိန်းမမှာမိမေးဖြစ်၍မိမေးမောင်းလာသောနွားမှာနဏီကလေးခေါ်သောနွားဖြစ်ပေသည်။ အမေနေမကောင်းတာကတမျိုးသူကတမားမိမေကနဏီကလေးကို မေးထိုးပြ၏နေအမေကဘာဖြစ်တာတော့နေကလည်းမတရားပါဘူးတော့နှာခေါင်းသွေးရိုးရိုးချန်တာအပြင်မိမေ၏မျိုးလုံးများသည်စီစုံခွေးနာရက်ကြံခဲ့တော့ကိုတောင်းထံရောက်သွားသည့်နေသူအတန်လဲတိုးမိန်သွားရာကပြန်လဲရွေ့ကြဲလောင်လာသည်အရေးထဲမှာသူကတမားနွားသားကောင်းတစ်ခုထဲမှာအတူရှိထားတော့ကတော့ တိုးခွေလိုက်ရတာတခွန်းခွန်းနဲ့အဲစီကျိတ်ဖို့နဝါကြီးထွက်သွားတော့မှတပဲပဲနဲ့အလွမ်းတဲနေလိုက်တာဆံဝမှာထိုအခါကြမှာစီဆုံးယုံရင်နဝါကြီးအော်ခြင်းမှာနဏီကလေးအော်တန်ကို တုံ့ပြန်ခြင်းဖြစ်ကြောင်းသဘောပေါက်တော့သည်ကြုံမလဲအမေကိုပြုစုနေရတာက သူ့အော်တန်ကြတော့ဟာဘာဖြစ်တာပါလဲဆိုပြီးအိမ်ထဲကထွက်ကြည့်ရတယ်အဲ့ဒီတော့မှနဝါကြီးရဲ့အတန်တက်တက်ကြတော့မှ နဏီကလေးယောဂထတာကိုအကဲဖမ်းမိတာနဏီကလေးတွေသူ့အကြောင်းကို သူ့တခင်မပြောနေသေးကို နားလဲတတော်ထင်နရွက်နှစ်ဖက်ဆင်းထားသည်ဆောင်းဝရီလာပါအောင်ဟစီစုံလက်စီကိုရပ်ပေးထားတဲ့ဖြင့်ရပွေးကို အထက်မှကင်လည်းရဲ့ထမ်းထုတ်ရမှာကိုတောင်းခေါ်ခြင်းဖြစ်သည် ရေလည်းမများပါဘူးစီပွရတွင်ရေအပေးများသွားလျင်လည်း ရပွေအနှောက်ရခါကြောင် ကြာဘူးနာဝရှိတဲ့ဖြင့်ဆံဝထို့တို့မြည်တမ်းခြင်းဖြစ်ပေသည်ဒါဖြင့် CO ကိုကျုပ်ရွက်သွားမယ်အောက်ဖြူလန်တို့ထွက်လာတဲ့စီကြတော့ဘဲနဲ့လုံးမတော့စီကြိတ်ခနဲ့စုံကန်ကပေးခဲ့ရမလားဒါဗောစီပဲပေးခဲ့နှမ်းဘက်ကိုတော့ယူခဲ့စီနံကလေးသိနေတော့မှထညာနဲ့တွဲပြီးခလေးတွေကိုအစားခမ်းရမယ်ဟာဟေးဆံဝါ အရေးထဲမှာမိမိမကြီးအမိန်ခံနေရသေးလားလာပါဟဆံဝမရားကြောင့်မှန်းသိတဲ့ဖြင့်ကိုတောင်းကဂျမွေထန်းထားလျက်ကလှမ်းကလေးသည်ကဲကဲနွားကြီးပြန်ခေါ်တော့အဲ့ဒီနွားကနောက်မလုံနဲ့နွားရှေ့ကထားပြီးမမောင်းနဲ့ကိုတောင်းပြောလဲပြောစရာပင်မှားကြားစရာများမှားကြားပြီး၍စီစုံဘက်သို့ဆံဝမျက်နာမူချိန်တွင်က ကိုတောင်းသည်ဂျမွေကိုစုံပေါ်ကန့်လန့်တင်လျက် ဆုံတွင်မှနမ္မခဲများကိုတက်မှဖြင့်ဖဲ့ကဖဲ့ကဆုံပြင်ဘောသို့တင်နေပြီစက်တင်ဘာလ2016ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာခုဆက်လက်ပြီးတော့ပွဲပေးမိမတေးလို့အမည်ရတဲ့ဝိထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာပွဲပေးမိမတေးကြဲကြဲတော့ပူးနေတော့နေသည်ညို့ကနေအချိန်ကျသွား၏ငြိမ်သက်နေသောထတ်တော်ဘက်မှထရွက်လှောက်ခတ်တံများပေါ်လာ၏ မြင်ကွင်းတီဖုံထလာတဲ့ဖြင့်တိတိတတမှုံဝါသွားပြီလေကြတော့မယ်အမကြီးထထသွားကြစို့အငယ်မမိကြီးတီပြောလဲပြောထလဲထခီးကိုလဲကောက်ကန်ဤထိုကားတွင် အကြီးမမိကြီးတီထိုင်းနေသောလေကတဲ့ကို အာပြုလျက်ထသည်ညနေစောင်းလျင် လေကြမြဲဖြစ်သည်အိမ်ခေါမိုးနတင်းကုတ်ခေါမိုးများကိုခိုင်အောင်တုတ်ထားရသည်လေနောက်သို့ပါသွားလျင်အယောအစားမရပါ တို့ဖြစ်၍အိုးကွပကံများပါ အုပ်ဆိုင်ထားကြရသည် ပြောရင်းဆိုရင်လေကရွာထဲသို့ဝင်လာပြီတံပုံးလွင့်တန်နှင့်အခြားအတံပလံများအစုံလင်ပေါ်လာသည်မိရင်းနှင့်မိကြီးမှာ တူမာကလေး၏မင်္ဂလာဆောင်တွင်လိုအပ်သည့်များကိုလာရောက်လောက်ကင်ပေးကြသည်သူတို့၏တူမာလှလှရွှေမှာကျော်စံထုံးနှင့်မင်္ဂလာဆောင်ရန်ရက်သက်မှတ်ပြီးကမှ ထိုရက်တွင် တနေ့လုံးရေကြီးလာသည့်အတွက်မင်္ဂလာပွဲပြက်ခဲ့ရသည် ယခုအားခဲပြီးစီစဉ်ပြန်သည်မအေးရင်မိမိကအေးစေးညာတန်တကွင်းနေအပြိုကြီးအတော်နှစ်ယောက်ကမအေးနိုင်ပန်းပါလားပဝါပါလားစသဖြင့်အိမ်ပေါ်တက်လိုက်အိမ်အောက်တို့ပြန်ဆင်းလိုက်နေအလုံးများနေကြသည်ဒုတစေမိမိကအိမ်ကောင်းရင်ရှိ အမေတို့အိမ်လှေကတိတွင် ထိုင်လျက်ဒေါ်ဖော့ပြောသည်များခေါင်းညှိနေသည် မိရဲနဲ့မိကြီးလည်းတူမကိုဩဇာပေးအပြီးတွင်မိမေးပေးသို့ရောက်ရှိလာကြသည်ကြည်လင်နေသော ကောင်းကင်သည်ရုပ်ရှင်မှုံပိုင်းလာသည် ထရွက်အချင်းချင်းရိုက်ခတ်တံပင်စိနှင့် တိုးဝိတံများကငင်းငင်းတတမှာဝရုံးတုံးကတို့ပြောင်းလဲဆူညံလာသည်လေငိမ်မပြန်ကြပါလားဟဲ့ဟုဒေါ်ဖော့ကလှမ်းပြောသည်အိမ်မှာအမေတယောက်တည်းအမေရဲ့ ဟုတ်မိရေကလက်ထောက်ထရင်ပြန်ဖြေသည် ကိုထွေရှိပါတယ်ဟဲ့ဟုတ်တယ်အမေရေအမေကျော်ကဇကောတက်ချက်တောင်နိုင်တော့တာမဟုတ်ဘူးမိကြီးကပါထပ်ဖြေ၍ထောက်ခံသည်ပြပြောဆိုဆိုပင်ညီအမနှယောက်သည်ရွာဤအရှိတကားမှထွက်လာကြ၏လေပြင်းသည်ဖုံများကိုသာ ကျုံနိုင်၏ညီမနှယောက်သည်ထတော်တဲ့သို့ဝင်တော်ညာ ကန့်လန့်ဖြတ်မဟုတ်ဒေါန်တန်းဖြတ်ခြင်းဖြစ်သည်ဒါအမထထိုးတဲ့ကလို့အောင်မြန်မြန်ချောက်ဟောဟောထမ်းပုံးဖတ်ကြည့်ငုံငုံမိရေးကိုတထိုးတို့ပြောလည်းရဲ့အမအတွက်လမ်းရှင်းပေးတော်မိကြီးသည်မိမိထံတို့ပြေးလာတော့အရာကိုလို့အောင်မချောင်နိုင်ရိတ်ခနဲမြင်လိုက်တဲ့ဖြင့်ငုံချောင်နေသေးမှာပင်ထိုအရာဤဝင်ဆောင်ခြင်းကိုခံလိုက်ရသည် ထိုအရာကရင်းဆွဲဟောင်းတစ်ခုဖြစ်သည်လွန်ခဲ့သော၃နှစ်ခန့်ကထန်းသမားတယောက်ရောက်လာမှုသည်တလားကတက်အပြီးတွင်မြူအိုးတွေရောထတဲပါပြစ်ပြီးပြေးရသည်ဥစ္စာဆောင်ပူးတဲ့ရောင်ရောင်တရေ၆တဲ့ရောင်ရောင်ပြောကြ၏မိတို့ဖြစ်စေကမူမိကြီးပုံကြသွားသည်သူ့ကိုမိရေးမှပြေး၍ပွေသည်အငယ်မအငယ်မမိကြီးကမလှုပ်ပြီလာကြပါဦး ကဲတော်မူကြပါဩရက်ကတို့ရေအမလီကဲတော်မူကြပါဩမိကြီးကိုလွှတ်ကြထားခဲ့ပြီရွာထဲသို့မိရေပြေးလာ၏လေပြင်းတိုက်နေလျက်ကကဲတဲနာကြီးအိမ်တွေကပြေးထွက်လာကြ၏လေကတော်တိုက်နေသည်ဒီအတန်ကိုလွှမ်းနိုင်အောင်မိရေကုံရဲ့អော်ရသည်ဖုံများအမိုက်များဦးနေလူနေသည့်အကြမှာမိမေတို့သားမိပြေးလာသည် အိမ်နီးနာချင်းများနဲ့ဆံဝပါပြေးလာကြညာမိကြီးမှာအတတ်မရှိတော့ပေကဲကြပါအောင်လောက်ကြပါအောင်ဟုမိရဲနဲ့မိကြီးတို့လှလှရွှေတို့အတန်ပြအောင်အော်ဟစ်နေညာမျိုးနဲ့ဆရာဝန်ကလည်းလူတွေကိုအတန်မသွင်းနိုင်တော့ပေလှလှရွှေဤငိုယိုမိတန်းတန်ဒီတန်တကွင်းရွာပြင်အထိပြန့်လွင်နေသည် ဒီကြားထဲတွင်လှလှချွေနှင့်လက်ထက်မြီချားပင်လှမှကျော်ဆန်ထွန်းကတမောင်းဖြစ်သည်ပထမမင်္ဂလာရက်တွင် တနယ်လုံးရေကြီးသည်မင်္ဂလာပွဲပြက်သည်ယခုမင်္ဂလာရက်တက်မှတ်ပြီးမှသရိုသမီးဤအတော်ဆုံးသည်ကဲတော်မူကြပါဟုအော်ရမည်လောထိုင်ကိုရမည်လောတို့ရှိစဉ်သူရှိသူအဖေရောက်လာသည်ဟေ့ကမသားအိမ်ကိုမသွားဘူးလား မတွားကြင်ပါဘူးဗျာအရေးမဟုတ်ပါမဟုတ်နဲ့အေးမပြောမရှိနဲ့မင်းကောင်ကျော်သူဆန်ကထတော်ပန့်ရှင်မအေးခင်ကိုလူတက်မှုနဲ့တရားဆွဲမလို့တဲ့ဗျာဟုဆိုကကျော်ဆန်ထွန်ထရမြည်သည်ဗျာတွေပြက်တွေလုံးမနေနဲ့မအေးခင်ရဲ့မြေးဆိုလားအောင်တာဦးကပိုင်နဲ့ကျူးလွန်မှုနဲ့တရားဆွဲမယ်တရားမဆွဲခင်ဝိုင်းရိုက်မယ်ဆိုပြီးလူအုပ်ကြီးနဲ့လာတယ်တဲ့ ကျော်စံထိုးတစုံတရာမပြောတော့ပဲပစိုးကိုဘူဒီဘက်ဒီပြင်ဝဲ့ရင်တန်တကွင်းရွာဘက်သို့အပြေးတစ်ပိုင်းထွက်လာခဲ့သည်ကျော်သူဆံကိုဝိုင်းရိုက်လျင်ကမှားမှားမှန်မှန်ကျော်သူဆံဘက်မှရဲရလိမ့်မည်လဲပြင်တွင်ကကောက်ချေပြက်ချိန်ထုံရင်းငင်ချိန်ဟူ၍မရှိတော့ပါကလည်းပဲနေကြပြောင်းစဘာတစ်ခုခုရှိလျင်လက်ကတင်းတို့သွားပြီးပင်ပင်ပန်းပန်းချောက်ရသည် ကစုံပင်လာတော့ကတန်တကွင်းဒီအနည်းကလေးယခုရှားပင်လာမှ၆တော့အခါတော်တော်ဝေးသည်မောင်ကြီးပြောပြီး ရွာစီတို့ကြော်ဆန်ထုံးမျှော်ကြည့်သည်လူဝင်လူထွက်မရှိ တိတ်ဆိတ်နေသည်သို့တော်ပလုံးဆန်းတန်ကြရတော့အခါကြော်ဆန်ထုံးအံ့အားတင့်သွား၏သူမျော်လင့်တော့အရာမှာဓားတွေထုတ်တွေတဝင်းဝင်းနေငိုကြွေးတဲ့ ယခုတော်ကပတ်တံကျောဇံတို့သည်အံဩစိတ်ဖြင့်တတိထားလျက်ရွာထဲသို့ဝင်ခဲ့သည်ဟေးကောကိုမလာသလားဟမျက်နှာကိုတဲကွဲစွာမမြင်ရမီကအယက်နှံကထောင်းကနေပြေးလာ၏ရွာလေကမြက်ဦးမောင်ဖြစ်သည်မလာဘူးနေတာဟေးကျောသူဆံကိုဝိုင်းရိုက်မယ်ကြံစီနေကြတယ်ကြားပြန်တော့မနေတာဘူးဟေးဟေးနေပါဦးမင်းတို့တနက်ဖက်ကွင်းကကောင်းနေရဲ့ ို့ရွာကတော့ကွာတယောက်တပေါက်နဲ့စိတ်ပြက်เสียပါကွာမြေဦးမောင်မှာခြူတန်ခလောက်တန်ပါနေသည်သို့တော်သူစကားထဲမှာပင်ကောင်းတထင်းရ၏ဒါပေမဲ့ကျော်သူဆန်ကရိုးရိုးလူဟုတ်ကလားစီးနဲ့ကန်းနဲ့မိသက်ရဲဘော်ဖြစ်တဲ့အပြင်သူ့အမကလည်းစီးကန်းစနစ်ကြီးတဲ့ចောင်းဆရာမဖြစ်လေတော့တော်ရေးခင်လို့ထင်တယ်လို့ဖြစ်မလားတော့ဝမ်းသာမယ်မကြံသေးဘူးဆိုင်ငားမယ်တဲ့အဲ့ဒါဘု து စိတ်ကူးတော့ကွာ ဘသူရှိရမတော့ဒေါ်ကြော့ပေါ့ကွာသူကပတ်စံရှိတဲ့လူကလားယော့အင်းနဲ့ငှားလာပါရောငါတို့ရဲ့ရွာကပင်မန်းတာကွာမတာဆိုင်ပေမဲ့ဆိုင်းရဆိုင်းပဲကွာဆိုင်းနာထောင်ရအောင်လာကြရောမန်းတက်ထက်တန်းဝင်တာမဟုတ်ဘူးအတိအိမ်တွေဝင်သေးတာကွာဟာအတိအိမ်ပဲကွာဝင်ပါဗောအဲ့ဒီကလေးကထမင်းကျွေးရပြီအရက်တက်ရပြီကွာတောက်တက်တဲ့လူကတော်သေးပေမဲ့ မတောက်တတ်တဲ့အိမ်ရှင်တော့ဒုက္ခပဲဟိဒီတဲ့မှော်ယူအယူကတမျိုးရဲ့ရွေ့ပြောနေစဲမှာပင်အမှောင်ကဝင်ရောက်လွှမ်းခြုံလာသည်ဘာတော့ကွာမှော်ယူအယူဆိုတာဆိုင်ပွဲလာတာဆိုရင်တော့တွေ့ရမှာပါကွာငိုပွဲကိုရီပွဲလုပ်ချင်းမှာဒီအာတုပါမျိုးဖြစ်၏ငယ်ရွယ်နုနဲ့သူကလေးဖြစ်သောကြောင့်ကွက်စိတ်ဟောပွဲ တရားဟောပွဲဖြင့်မပြီးခြင်းလူငယ်ကြိုက် ကလေးကြိုက်အကအခုံကလေးအတီးအမုတ်ကလေးအေးရင်ကျူးကလေးနေမှာဆိုပြမည်လူစီမည်ဟုပြော၏ဤနည်းဖြင့်ငိုပွဲသည်ရီပွဲဖြစ်လာ၏ယခုငားလာသောဆိုင်းဝိုင်းမှလည်းဆိုင်းသမားတော်များမဆုံးခြင်းသည်ဆိုင်းနားထောင်မည်သူတွေက တဖွဲဖွဲနှင့်လာနေကြပြီတိတိမတိတိမန်းတက်တွင်ဝေထိုင်လျင်ဆဲလေကွန်အေးထွေးကန်နှင့်ရေနွေးချမ်းချပေးရသည်ဤနည်းဖြင့်လူ၂၀အစိတ်ဖြစ်လာသောအခါ ိုင်းတမမနေတာတော့ပြီဆိုင်းဝိုင်းကြီးပေးချီကျေးဥဆောင်လေရဲ့တင်ဦးလွမ်းပုံပွေကိုတီးရပါပြီထိုတီးလုံးမှာတော်တော်နဲ့မပြီးရှိကြော့၍ကြော့၍တီးနေသည်ပတိလက်ထောက်မှာပတ်စာတက်၍မပြီးသေးညာများစွာအထောက်အကူဖြစ်သည်တီးလုံးပြီးဆုံးသွားချိန်တွင်မြကောင်းဆိုင်၏ငိုကြွေးတံကိုကြားရသည်အာသူမအိမ်မှာများစွာမေးလင်းနေသည်တေသူသည်အိမ်၏မျက်နှာစာ၌ရှိကား တေသူနှင့်ဒူမများဝိုင်းအောင်နေသည်ကွယ်လွန်သူမိကျေးမှာအိမ်တော်ပြုရန်ပြင်ဆင်စေ၌ကွယ်လွန်ခြင်းဖြစ်သည်ဟေ့ကောဟေ့ဟေ့မောင်ရဲကြသောနေရာတစ်ခုတွေ့တော့ကြောင့်ကြော်ဆန်ထုံးတိုးသွားစဉ်မြေဦးမောင်ကလက်ကိုလှမ်းဆွဲသည်မောင်ရူးဆိုတာအဲ့ဒါပဲကွာဟုပြောသည်မြေဦးမောင်မေးထိုးပြရာရက်တွင်မီးလင်းနေသည်ဆောင်းပွားကြီးတစ်ထည်ကိုခေါင်းပေါင်းထားသူတို့အူကိုမြင်ရသည် ထိုသူသည်အယံမူးသူနှင့်ရင်ထိုးနေရကခါးကြားတွင်ပါလာသောဒုတ်ကိုဆွဲထုတ်သည်သူဆွဲထုတ်သည့်ဒုတ်မှာသုံးဝေခန့်ရှည်၍အစိုးရအဆောင်အုံကြီးများတံတားများတွင် တွေ့ရတတ်သောဇာဝေကိုတစ်ဖက်တွင်တတ်ထားသည်ဒီလူကိုငါသိပါတယ်ကွာကျော်စံထွန်စဉ်းစားနေစဲမှာပင် ထိုသူသည် သူကောင်းကိုသူဇာဝီပါသောဘက်ဖြင့်ထုပြသည်။သွေးမထွက် ို့တော်ဤကဲ့သို့ပြီးတော်သူများကိုမှ အစီရင်ဆန်းကျင်သူကလည်းရှိသည်ဤဒီမတဆင်ရိုက်ပွဲငယ်များရွာလုံးကျို့ရှင်းရိုက်သောပွဲကြီးများဖြစ်ပေါ်လာတော်မူတို့ကြောင့်ဤကဲ့သို့သောမှော်ယူအယူကို ရှော့မော့ထိမ့်သိမ့်မိကိုဗမြင်ကအစဉ်အစဉ်တင်သူကောင်းကိုသူဇာဝေဖြင့်ဆက်ကဆက်ကထုနေသူဤရှိသူကိုဗမြင်ရောက်သွားသည်လူဖလန်ကလေးကိုဗမြင်ကတဆုံတရာပြောသည် မော်ယူအံ့ယူအရရက်သွား၏။အော်အော်ဒီလိုကိုကျော်စံထွန်းအာအာတင့်သွားရကဘာဖြစ်လို့အံ့ယူလို့ခေါ်တာတုံးကဟူမေးသည်။ငါတို့အမေများနှမများတုံးနေတဲ့လက်ချုပ်အပ်ကရေထဲပြစ်ချလိုက်ရင်မြုပ်သွားတယ်ကွ။သူတို့မော်ယူအယူတွေရဲ့အက်ကြတော့ရေပေါ်မှာပေါ်တဲ့ဗျာအသားထဲထိုးသွင်းရင်လက်ပတ်သွားနေတယ်လို့ပြောတာပဲကွတို့ရှိစဉ်ဆိုင်းပွဲလာပြိတ်သက်ထဲမှာစီကနေအတန်ထွက်လာ၏ မင်းတို့ဆိုင်ဝိုင်းကတဲလူဘာဝပါလားကွာဒါမှမပါထုတ်မပါတော့ကြောင်းလုံကြုံကြီးတာဝန်ခံများကရန်ယုံတာရန်နေကြဤအစိုးတော်မျိုးသမီးတွေကငါတို့ရွာကိုစိုးတယ်ဆိုပြီးမလိုက်ဘူးလို့ကြားတယ်အဲ့ဒီအမျိုးသမီးတွေဘယ်မှာတော့အမှန်ပါဆိုင်ပွဲမစသေးပါတို့ရတွင်အထက်ပါအစိုးတော်ကိစ္စကြောင်းလက်ထောက်ပတ်တီးကိုဝိုင်းနေအဝင်ခိုင်းပြီးထူမခြားနာဖြင့်ရောင်တော်ဖွင့်ကဆိုင်ပွဲစလေသည် ကျောစံတော်မှာနောက်ထများရဲ့ဖြစ်ချင်းတန်တွင်အာယုံဆိုင်နေစဉ်ကျောပြင်ကိုတစုံတစ်ယောက်ကလာ၍ကုတ်၏ဆီယမာလေးကအခေါ်ခိုင်းတို့ကျောကုန်းကုတ်သူကိုကျောစံတော်မသိညာဆီယမာလေးမှာလှလှချွေဖြစ်ကြောင်းသိသည်ထို့ကြောင့်ရွာခံမြောက်ဦးမောင်ကိုနှုတ်ဆက်ခဲ့ပြီးလိုက်ခဲ့သည်အာတုဘမှာလည်းယဟန်ကန်ရှင်ပြုတ်ပွဲနှင့်အိုးကြီးခွက်ကြီးခွက်ပြဲဖြင့်လူမြင်ကွင်းသို့ထွက်ပြီးမချက်ပြုတ်ညာ ခွင်ပေါ်မှာထမင်းအိုးတအိုးပြီးတအိုးဆင်းနေရသည်ကြိုတန်တော်မှာထမင်းကိုငချောက်ရိုးနှင့်ဘူးသည်ဟင်းဖြင့်နောက်ပြေးကြောင်ထဲတွင်အပြေးအလွှားလွေးပြီးနောက်အိမ်ရှိထွက်အလာတွင်ရေနွေးတစ်ခွက်မကုန်မီပြဒနာကြီးနှင့်ရင်ဆိုင်ရတော်သည် ပြဒနာကအာသုဘကို၃ရက်ထားရည်နှင့်၅ရက်ထားရည်ဖြစ်၏မိကြီးကြောက်တရားစင်တော့ထဲ့ရင်တော့မရဘူးနော်အပုံနှံကတထောင်းထောင် အရေးတချွဲချွဲနဲ့ထမ်းမဲ့သူမရှိပဲဖြစ်သွားမယ်။အတုဘယုံလောင်းကိုဆက်ပွဲပြမှန်မီအလောင်းအောက်တွင်ကြောက်ဖြုံသည့်တုံလုံးထားသည်။ဒုဘလျက်နှင့်အနံ့ထွက်လာခြင်းသည်ဖြင့်ဒေါ်ကျော့လက်ချော့ညာအေးရင်ကျူးမီငိုချင်းသည်ကားရန်ရေးကိုတော့သဘောတူကြသည်။အေးရင်ကျူးချင်းဆိုသည်မှာအလောင်းတက်တာကို တန်လန်းဆွဲထားပြီးကျိုးဖြင့်လွှဲပေးကငိုကျွေးခြင်းဖြစ်သည်။အေးရင်ကျူးမီငိုချင်းတက်သည်နှာခေါင်းနီနီ မျက်စံနေနေဖြင့်အင်းရင်မကျူးမီကပင်ငိုထားပြီးဖြစ်သည်ကြားရသူတိုင်းငိုခြင်းအောင်ပံပိုးပေးသူမှာအတွေ့အကြုံရှိသော ဆိုင်းသမားတစ်ယောက်ကကိုကြီးနဲ့လှုပ်ပြီးကုညီခြင်းဖြစ်သည်အေဒီတွင်နှဲကြီးနှင့်ဆိုင်းတွဲပြန်သောအခါကြားရသူတိုင်းငိုကြရသည်ထိုဆိုင်သည်အေးများဖြင့်မပြီးသည်ပမာအတွေ့လူနှစ်ယောက်က တပိုးချိုပြီးထမ်းရသည်။ဆိုင်ဝန်ကြီးဘောင်မပွန်းစေရန်ခေါင်းအုံးခံပြီ ပေါ်တိုင်နှလုံးတွင်ရှိက လူလေးယောက်ကထမ်းရသည်အေးများဖြင့်မပြီးသည်တပွဲလျင်9000ခန့်ပြည့်ရသောဘုံရှိဝိုင်းက9ဝိုင်းပါသေးသည်မိကြီးအာသူဘသည်မြန်ဆိုင်ညာစီကားညာဒေါ်ကျော်ကိုမြည်သူမြတော်လိုက်တာဟုမရှိမုံကြပါတေကားမှာအလွမ်းတည်နေတာပါဟူ၍သာကဲ့ရဲ့ကြသည်ထိုကဲ့ရဲ့သူများမလွန်ပါဒေါ်ကျော်သည်သူညမဒေါ်ဖို့နှင့်မွဲတည်မည်ဆိုသည်ဖြင့်အလွန်ရွှေတား၏ ။မိကြီးရဲ့အတွက်ထမိန်တထဲဝဲခြင်းလည်းရင်နဗန်းတက်ရ၏။ခொနဲ့အိမ်ကြားချင်းအိမ်ကြားရန်ဖြစ်ကြရ၏။တုထာမခွင့်ပြုချက်မရဘဲလေထုံဆက်ဝဲမိတော်ကိုထွေးကိုအိမ်မှနှင်ချ၏။ဒုဖြစ်သောကြောင့်မွေးစားသမီးမိကြီးတည်ဆုံးရတွင်ဒေါ်ကျော်အတွက်အကဲ့ရဲ့မလွတ်ပါ။လူတယောက်လုံးဆုံးချုံးပါလေရဲ့ဒေါ်ကျော်အကဲ့အကဲ့ရဲ့ခံရသည့်နေတူတန်တကွင်းနှင့်ကစုံးပင်လာရှားပင်လာရွာများမှလည်း နွမ်းနဲ့ကြေးမွားလျက်ကြံ့ရင့်ခဲကြရပေသည်ဒီကျင်းမာလာ2016ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးစင်ပြူကျောင်းအောင်တဲ့ရေးသားတော်နွားတန်ရောစဉ်လို့အမိရတဲ့ဝိထုတော်လေးနေပွဲပြီးမိမက်သေးလို့အမိရတဲ့ဝိထုတော်လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုယ်စိတ်နှပါချွန်လန်းချမ်းမြေ့ကြပါစေခင်ဗျာ